ငငယ်တော့ကเจ้าမမုဆာကြောင့်ဆင်းတဲ့အချိန်တငယ်ချင်းတွေနဲ့လီလာဝါလာပြောပြီးចောင်းတက်ခေါင်းလောက်ထိုးလို့အတန်းနဲ့ပြန်ဝင်ရတော့မယ်ဆိုတာနဲ့တငယ်ချင်းတွေအကုန်လုံးမျက်နှာကိုခက်တီတီထားလိုက်ပြီးလက်ဖွာလေးတွေကိုဖြန့်အတက်အောင်ပြီးတယောက်တစ်လက်ခနှစ်ချက်စီရိုက်ပေးကြပါတယ်ပြီးမှအတန်းထဲကိုဝင်ကြတယ်ဘသူကဆက်လိုက်တဲ့အလေးထားလဲတော့မသိပါဘူးဘာဖြစ်လို့လောက်တာမှလည်းမသိပါဘူးကျမတို့တော်တော်အတန်းကြီးတဲ့အထိရီမောပြွှင်ပြီးပြီဆိုရင်အတက်အောင်ပြီး လက်ကိုခုနှစ်ချက်ရိုက်ကြပါတယ်အိဗေကတော့ရီလွင်းငိုရတက်တယ်ဆိုတော့ယုံကြည်မှုအစွဲကြောင့်ရီပြီးတဲ့တကာလမှာမငိုရအောင်ရရချီတဲ့သဘောရက်ကိုတရားရိုက်ပေးလိုက်ကြတာပါပဲအတန်းနဲ့ရောက်လို့ဆီယမအရိုက်ခံချင်လဲခံရမှာဆိုတော့ဆီယမအရင် ကိုအချင်းချင်းလက်ဝါဖြန့်ရိုက်ပေးလိုက်ကြတယ်ဘလို့ပဲဖြစ်ဖြစ်ကျမတို့ဆီမှာရီလွင်းရင်ငိုရတက်တယ်ဆိုတော့ဇွဲလန်းတစ်ခုရှိနေတာတော့ငြင်းလို့မရပါဘူးတိတ်ရီလွင်းရင်လူကြီးတွေက အမလေးဘယ်တော့ငိုရမလဲမသိဘူးဒါမျိုးပြောကြတယ်ကလေးတွေအပြော်လွန်ဆော့ကစားပြီးချီမီခိုက်မိဖြစ်မှာကိုအစိုးရင်လွန်တဲ့အတွက် ရှင်သက်သွားပြောကြတာပဲဖြစ်ပါတယ်ဒါပေမဲ့ကျမတို့ကတော့လူကြီးတွေဖြစ်လာတဲ့အချိန်စိတ်ကိုပြောနေမိတဲ့အခါငါတို့ငိုရတော့မလားမသိဘူးဆိုပြီးပျော်နေရင်တန်းလန်းနဲ့အရင်တက်ပြလိုက်တာမျက်နှာတီရွေဖြစ်သွားတာပျော်နေတဲ့မူကြီးပြောက်ပြီးအီလီလီဖြစ်သွားတာမျိုးတွေလဲဂျုံဝူးချမယ်နဲ့တူပါတယ် ကဘာပေါ်မှာရှိတဲ့လူဖွဲ့စည်းတချို့မှာအလွန်ကျွံရီမောခြင်းဒါမှမဟုတ်ပျော်ရွှင်ခြင်းတွေဟာဝမ်းနည်းခြင်းကန့်ဆိုးခြင်းတွေရဲ့အစဖြစ်တယ်လို့ယုံကြည်မှုအစွဲလမ်းရှိပါတယ်ဒါက luck mentality လည်းဖြစ်ပါတယ်ဘဝရဲ့အခက်အခဲတွေအနေမြင့်တက်ကြတွေနဲ့စိန်ခေါ်မှုတွေဟာရှောင်လဲလို့မရပါပဲအဲ့ဒီအရာတွေအားလုံးဟာဘဝဖြစ်တည်မှုရဲ့အနှစ်သာရတော့မဟုတ်ပါဘူးငါတိတ်ပျော်နေပါလားတိတ်ပျော်နေလို့တော့မဖြစ်ဘူးဝမ်းနည်းစရာတွေရောက်လာအောင်ပဲ ိတ်ပြော်နေတယ်ဆိုရင်အဆင်ပြေနေတယ်ဆိုရင် သူများမနာလို့ဖြစ်အောင်ပဲကိုအောင်မြင်နေတယ်ဆိုရင်ဒါပေးတိုက်ခိုက်မဲ့သူတွေကအများကြီးကိုကအဆင်ပြေနေပြီသူတို့မပေးရင်ဘယ်ကောင်းပါမလဲကိုအဆင်ပြေတာသိနေတယ်ဆိုရင်လာပြီးတောင်းနေကြအောင်ပဲဒါလေးနေလိုက်ကြပဲကောင်းတယ်အဆရှိသဖြင့်တွေ့တတ်ကြပါလေဒါကြောင့်အဆင်ပြေနေတာတော့မှမတို့ကတိတ်ဆင်မပြေပါဘူးကိုယ်တွက်ကိုပြုတ်ရှင်မှုတွေဖန်တီးနိုင်နေဆိုရင်တော့မှဒီလိုပါပဲဘယ်သူမှပြုံနေကြတာမဟုတ်ဘူး စရှိသဖြင့်ဓာမျိုးတွေပြောတတ်ကြတယ်ဒီလိုနဲ့ပဲတကယ်အဆင်မပြေတဲ့စိတ်အပျော်ရွှင်တတ်တော့တဲ့စိတ်ကကြီးဆိုးလာပါတော့တယ်ခုခုကငါကအဆင်မပြေပါဘူးလို့တကယ်အထင်ရောက်လာတယ်ဒီလိုနဲ့လူတွေကကိုယ့်ဘဝရဲ့ပျော်ရွှင်မှုတွေအောင်မြင်မှုတွေအဆင်ပြေမှုတွေကိုကိုယ်ကိုယ်တိုင်တော့မှပြပြဝဝမခံစားနိုင်ပဲအတင်းချိုးနှိမ်ထားတာမျိုးဖြစ်လာတတ်ကြတယ်ဘေချင်ခံရသူနေရာကိုရောက်မှမသိရောက်လာတတ်ကြတယ်ကိုယ့်ရဲ့အဆင်ပြေမှုအပေါ်မှာမောက်မှပဲ အများဖိနှိပ်ဆက်ဆံနေတာအတတွေကြီးနေတာအကြီးကျယ်တွေကျွေပြနေတာမျိုးဆိုရင်ကိုဟာမကောင်းမတက်နေရလို့ပြောနိုင်တယ်။ဒါပေမဲ့ကို့အဆင်ပြေမှုနဲ့ကိုရှိနေတယ်။ကိုယ်တိုင်လည်းစိတ်ချမ်းသာအောင်နေတတ်တယ်။ဘေးပတ်ဝန်းကျင်ကလူတွေကိုလည်းတက်နိုင်တဲ့လောက်ဘေးကန်းဆောက်ရှောက်မှုတွေလုပ်နိုင်နေဆိုရင်တော့အဆင်ပြေနေရဆိုတဲ့အကြောင်းပျော်ရွှင်နေရဆိုတဲ့အကြောင်းကိုသူများသိမှကြောက်ရွံ့နေစရာမလိုပါဘူး။ဒီလိုပြောတဲ့အတွက်ကို့အဆင်ပြေနေကြောင်းတမင်တကာတသက်ကြီးထုတ်ဖော်ပြတာ ကျောင်းကနေဖို့လည်းမဆိုးလို့ပါဘူးလွန်ကျွန်တွေမဖြစ်ဖို့ကအဓိကပါပဲပျော်စရာရှိတဲ့ချိန်မှာမရည်ပဲငိုပြနေဖို့မလိုပါဘူးအရှိ့ကိုအရှိတိုင်းနေဖို့ပါပဲဘဝဆိုတာတူတူလေးပါအမြဲပျော်မနေနိုင်သလိုအမြဲတမ်းစိတ်ညစ်စရာရှိနေတာမဟုတ်ပါဘူးပျော်ရွှင်မှုဆိုတာကအကန့်ကလေးတွေခွဲထားမှဘဝကနေပျော်စရာကောင်းပါလိမ့်မယ်လူတိုင်းရဲ့ဘဝဟာတချို့တနေရာတွေမှာအဆင်ပြေစရာလေးတွေနဲ့ပျော်စရာလေးတွေရှိနေတယ် တချို့နေရာတွေမှာလုံးဝပျော်စရာမကောင်းတဲ့စိတ်ညစ်စရာအခြေအနေတွေနဲ့ရင်ဆိုင်နေရတာလည်းဖြစ်နိုင်ပါတယ်။ကျမမှလည်းအဲ့လိုအခြေအနေမျိုးတွေရှိပါတယ်။လူတွေမပျော်ကြတာဟာစိတ်ညစ်စရာဆယ်ရာခိုင်နှုန်း80ရာခိုင်နှုန်းလောက်ပုံကြီးချဲ့ပြီးတွေးတက်ကြတာနဲ့အချက်လက်မခိုင်ပါတဲ့ယုံကြည်မှုအစွဲလိုင်းတွေကြောင့်လည်းဖြစ်တတ်ကြပါတယ်။မိမိကိုမိမိတားကောက်နေရမှာနေတဲ့အခါမှာမပျော်ရွှင်နိုင်ကြပါဘူး။ lack mentality ဝင်လာတဲ့အချိန်မှာမပျော်ရွှင်ကြဘူး။ငါဆိုရဲ ego self ကို focus လုပ်ထားတာများတဲ့အခါမှာမပျော်ရွှင်ကြဘူး။ဒါကြောင့်ပျော်ရွှင်မှုကိုခံစားဖို့ဆိုတာဘဝကိုအကန့်ကလေးခွဲထားတတ်ဖို့လိုပါတယ်။အဆင်မပြေတာတွေကြားမှလည်းအဆင်ပြေအောင်ဒီတက်ရမှာဖြစ်တယ်လို့အဆင်ပြေတယ်ဆိုရင်လည်းအဆင်ပြေတာကိုလက်ခံပျော်ရွှင်တတ်ဖို့လိုပါတယ်။ဒီလိုပျော်ရွှင်နေတာဟာအဆင်မပြေတဲ့သူတချို့အပေါ်ကိုရင်းစားတရားမရှိတာလည်းမဟုတ်ပါဘူး။ကိုဘဝကိုပြည့်စုံစွာရှင်သန်ခြင်းပဲဖြစ်ပါတယ်။ပျော်ရွှင်မှုနဲ့ရီမောခြင်းကို human experience ရဲ့မရှိမဖြစ်အရာတွေဖြစ်တံမိုးထားကြရမှာဖြစ်ပါတယ်။ဒါမှလည်းလူတွေရဲ့စိတ်ဖိစီးမှုပြေပြောက်စေမှာပါ။စိတ်ပိုင်းဆိုင်ရာကောင်းမွန်မှုကိုမြင့်တင်ပေးမှာပါ။လက်ရှိအခိုက်အတန့်မှာပျော်ရွှင်မှုစုပ်ကန်ထားတတ်ဖို့လိုပါတယ်။ကိုကိုယ်တိုင်ပျော်ရွှင်အဆင်ပြေမှလည်းသူများရဲ့ပျော်ရွှင်ခြင်းတွေကိုဖန်တီးပေးနိုင်တဲ့သူဖြစ်မှာပါ။ဘဝဆိုတာตายရလှပတဲ့ခီးတစ်ခုဖြစ်ပြီးစင်စက်မပြတ်ရုန်းကန်နေရတာမျိုးမဟုတ်ပဲပျော်ရွှင်ဖို့အတွက်ရည်ညွှန်းပါတယ်။ life is to enjoy not to struggle ပါရွှေရှင်မှုကိုဝေးပိုက်ထားခြင်းရိုးရှင်းတဲ့အခိုက်အတန့်လေးတွေရဲ့ပြည့်စုံမှုရှာဖွေခြင်းဟာကျမတို့ရဲ့ဘဝကိုအမှန်တကယ်ပြည့်စုံကျယ်ဝစေမှာဖြစ်ပါတယ်